DKB ကသွားရောက်ခေါ်ဆောင်ခဲ့တဲ့ဖေရှားကန်သမီးကလေးကြေးရသားတွေဟာဧပြီလ9ရက်နေ့နေ့လယ်တနားရီခန့်ကကြောက်ခတ်ကြေးရကိုရောက်ရှိခဲ့ပြီးဧပြီလ6ရက်နေ့မှာနေရာထိုင်ခင်းအတွက်မြေရှင်းလေးလုပ်ငန်းတွေကိုစတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့သိရပါတယ်။ကြောက်ခတ်ကြေးရရောက်သမီးကလေးရသားတွေအတွက် DKB ကမိုးမကြမီနေရာထိုင်ခင်းပြီးတည်ဆောက်နိုင်ဖို့စတင်ဆောင်ရွက်နေတာဖြစ်ပြီးတောင်သောကိုခုတ်ထင်ရှင်းလင်းထားသူတွေစီကပြန်ဝယ်ယူပြီးနေရာချထားပေးတာဖြစ်တယ်လို့ DKB ကတာဝန်ရှိသူကပြောပါတယ်။ တောက်ကကြေးရကိုရောက်ရှိလာတဲ့သမီးကလေးရွာသားတွေမှာကလေးငယ်တွေလေးပြတ်ထားတဲ့ဝင်းသားရှင်တွေကိုဝင်ဆောင်မိခင်တွေနဲ့ဖြားနာနေတဲ့လူနာတွေလည်းပါဝင်တယ်လို့သိရပါဗျ။ဒီနေ့ကဝါရီခုတ်တယ်မနေ့ကအိမ်နေဆောက်တယ်ဒီနေ့လည်းအိမ်ဆောက်တယ်ပေါ့တင်ပါဗျ။အိမ်ဆောက်ပြီးရတယ်သူတို့ပြီးတဲ့အောင်ပြီးတဲ့အိမ်မဲနိုင်မဲနိုင်ပြီးတော့ဘွက်ကတော့ရိုက်ပြီးသွားပြီ60 60ပေါ့နော်။တင်ပါ။ဘတ်တရတော့ရိုက်ပြီးသွားပြီအဲ့ဒီပေါ်မှာအိမ်နေဆောက်ဆောက်ပြီးတာနဲ့သူတို့ဖြစ်ပြီးမှာပေါ့။ဘွက်ပြီးတာနဲ့တိမ်ပြီးတိမ်တက်နေပေါ့အလုံးတော့ခုလောလောဆယ်တော့အဲစာတင်ကြောင်းထဲမှာပဲအလုံးစုပြီးတော့နေကြသေးတယ်။ ီရွာမှာရှိတဲ့ဆရာတွေညောင်းမှာပေါ့နော်။အဲထက်လိုက်ဖို့ဆိုတာတို့ကဒီလိုရှိတယ်အခုသွားတာတွေကအင်တော်ဦးစီးတွေများကြတယ်။အင်တော်ဦးစီးတွေများတဲ့အတွက်သူတို့မိသားစုသူတို့ပြန်လာကုန်မှာပေါ့နော်။အလောက်ကရတော့ပေါ်ပါတယ်နော်စေတော့အဲဟိုမှာပျောင်းဆိုင်တာတို့တော့တစ်ခုဝါခုပေါ့နော်။တော့ဟိုပြန်လက်တမားလဲဆုံးပါတယ်လောက်ကတော့လေ။ဒီမှာလောက်ကတော့ဆုံးတယ်ဟိုနေ့ကရောက်ရောက်ချင်းပဲ။ဘုကကအလုပ်သမားတွေတော့လာထက်လာခေါ်ကြတယ်လေ။ ယခုခါထိုင်းမြန်မာနယ်စပ်ကြောက်ခတ်ရွာကိုရောက်ရှိနေကြတဲ့သမီးကလေးကျေးရသားတွေကိုငကိုပေးထားတဲ့ဂရီတိုင်းကြောက်ခတ်ရွာမှာနေရာချထားပေးမှဖြစ်ပြီး၎င်းတို့မှာမြည်သည့် project မှမရှိပေမဲ့မြည်သည့် chronicity ကမှလည်းအတနာမခံဘူးဘူးလို့ဗိုလ်မှူးကြီးစောစန်းအောင်ကပြောကြားခဲ့ပါတယ်နောက်ဆက်လေးခုနဲ့ဖေဖော်ဝါရီလဆက်မိုင်းကစစ်တပ်ပိုင်နယ်မြေလို့ဆိုကဖြက်စီးဖယ်ရှားခံရတဲ့ရန်ကုန်တိုင်းလဲကူးမြို့နယ်ကသမီးကလေးကျေးရအပါဝင်အုပ်ဖို့အင်မတီလက်ကြိုက် ထိပနာတောင်လုံးမြောင်ထော့ကလီစတဲ့ရွာပေါင်း600ကကျူးကျော်အဖြစ်ဖျက်ဆီးခံခဲ့ရပြီးမြေမဲ့ရမဲ့အိမ်မဲ့ဘဝကိုရောက်ခဲ့ရသူ200ဦးမိသားစု82စုအတွက်ပေ40 60မြေခွက်တွေစီစဉ်ဆောင်ရွက်ပြီးနေစရာအိမ်နဲ့အလောက်ကင်အခွင့်လန်းတွေစီစဉ်ပေးမယ်လို့ဆိုကာ TKB ကခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်။